င်္ဂလာပါ we care for you ကမှကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ grander ဆေးရုံပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့စီချိုနဲ့ဆိုင်တဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ဒီပေါ့နော်အပြန်အလှန်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီ season တွေကျွန်တော်တို့ဖိတ်ခေါ်ထားတာကတော့ grander ဆေးရုံမှာရှိတဲ့စီချိုနဲ့ဟော်မုန်းဆိုင်ရာဆရာဝန်ဒေါက်တာဂျာနူစုမြင့်ဖြစ်ပါတယ်မမင်္ဂလာပါ မင်္ဂလာပါဆရာဟုတ်ကဲ့မှာဟိုဒီ season မှာပေါ့เนาะအခုလိုအချိန်ပေးပြီးတော့အမလာရောက်ပြီးတော့ဒီအမေးပြေကဏ္ဍလေးကိုပါဝင်ခုတဲ့အတွက်အမောကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီမေးခွန်းလေးတွေရှိတယ်ပေါ့နော်ဒီမေးခွန်းလေးတွေအများသောအပြင်တော့အဲလူနာတွေကမေးထားတာပေါ့နော်အဲဘယ် page မှာမေးလဲဆိုရင်ဟောမြန်မာ diabetes association ပေါ့နော်ဒီ page လေးမှာတချို့လူနာတွေမေးထားမေးခွန်းလေးတွေကိုအဲမောက်ကျွန်တော်မေးမြန်းသွားမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီပထမဆုံးလူနာပေါ့နော်ဒါမေးထားတာတော့အခု ီစီဂျိုမှာခစ်စားနေဆက်အကြောင်းလေးပေါ့နော်ဒါ CGM ပေါ့နော်ရှေ့ဆရာကြီးတွေလည်းဒါခဏခဏတော့ပြောသွားပဲဒီလူနာကတော့ဘာဆက်မိထားလဲဆိုရင်ပေါ့နော် CGM เนี่ยဒီအဖြေတွေကပေါ့နော်ဘလောက်တိကျမှုတဲ့ရှိပါသလဲတဲ့နောက်ပြီးတော့ CGM သုံးနေရင်းနဲ့လက်ထိတ်ဖောက်စစ်ဖို့တဲ့လိုပါသလားတဲ့အဲ AMB ကိုလည်း ်ပြင်ပြီးပါအောင်ခင်ဗျာဟုတ်ကဲ့အခုနောက်ဒီနောက်ပိုင်းမှာပေါ့လေကျမတို့စီဂျန်ဆက်တွေကအများကြီးတုံးလာကြတယ်ဒါကြောင့်အဲတုံးပြူတဲ့လူနာတွေတော်တော်များများလည်းသိကျင်ကြတယ်စီဂျန်ဆိုတာကတော့ continuous glucose monitoring ပေါ့မြန်မာလူပြန်ရမယ်ဆိုလို့ရှိရင်တော့စင်ဆက်မပြတ်အဲတောက်လျှောက်စီဂျူ ိုင်းတာခြင်းလိုပဲပြန်ရမှာပေါ့နော်တကယ်စင်စက်မပြတ်တကယ်စင်စက်မပြတ်ပေါ့လေအဲ့တော့ကျမတို့ဒီခုသုံးနေတဲ့ဒီလက်ထိပ်ဖောက်တဲ့ဆက်ကလေးတွေကကြတော့ဒီစံချင်းမြင်သွေးကြောလို့ခေါ်တဲ့ကပလရီယာနေယူလာပေါ့လေအဲ့တော့အခုသုံးနေတဲ့ CGM ဆက်ကကြတော့သွေးကြောမြင်ရယူလာမဟုတ်ဘူးသူခါကြတော့ဒီအရေပြားရဲ့အောက်မှာရှိတဲ့ tissue အရေရာယူထားတာဒါကြောင့်မလို့သူတို့တိုင်းတဲ့နေရာလေးနှစ်ခုတော့ကိုယ်အားချနိုင်နေပေါ့လေအဲ့တော့လက်ထိပ်ကြတော့ကျွန်တော်တို့ကခဏခဏမဖောက်နိုင်ဘူး အဲလူနာရီတော့ကနားတယ်အဲ့တော့ဒီစီဂျန်ဆက်လေးကိုတတ်ထားမယ်ဆိုလို့ရှိရင်တော့သူကတချို့ဆက်တွေက3မိနစ်တခါတချို့ဆက်တွေက5မိနစ်တခါလောက်တိုင်းကြတယ်ဟုတ်တိုင်းတိုင်းနေဆိုတာဟိုသူ့မှာသူပဲတိုင်းနေတာပေါ့เนาะဟိုကိုကတော့ဘာမှတခုတခါကြီးလုံးချာလုံးဆရာမလို့ပေါ့လေဒီဆက်ကလေးကိုကျမတို့တတ်ထားရဲဆိုလို့ရှင်တ िश ူးရည်ထဲမှာရှိရဲ့ဂလူးကို့စ်ကိုသူကဒီဆန်စာလို့ခေါ်တဲ့အာယုံခံတဲ့နေရာကိုပို့လိုက်တယ်ပေါ့ပြီးရင်ကျမတို့ရဲ့ဒီစမတ်ဖုန်းလေးတွေထဲမှာလည်း ဒီ glucose level ကိုမြင်ရတယ်။ဟုတ်ကဲ့။အဲ့ဒါလေးကကြာတော့ဟို3မိနစ်လောက်ဆိုရင်တခါသူ့ကသူဖတ်တယ်ပေါ့လေ။ဟုတ်။သူသူရဲ့တိကျမှုอ่ะရောဟိုဟိုခင်ပြောလို့ရလားဘယ်လောက်ထိတိကျတယ်ပေါ့နော်80ရာခိုင်နှုန်းတိကျ90ရာအဲ့လိုအဲ့လိုဆန်နှုန်းများရှိတယ်မေးကြည့်တာ။သူက support မှုတည်းရပေါ့နော်။ချိုးဆက်တရားကြာတော့သူ့ရဲ့ဆန်နှုန်းကိုဒီရာခိုင်နှုန်းနဲ့ပြတဲ့ကဏန်းလေးတွေပါပါတယ်။ဒီဆက်ကဘယ်လောက်တိုင်းတာဒီမှန်လဲပေါ့။အဲ့တော့သူ့ရဲ့ဒီဆက်ရဲ့တိုင်းတာမှုကိုဒီ glucose နဲ့သူကပြန်ပြီးတော့ဆက်ယုံကထုတ်ခနေရ ူကဒီတိုင်းတာမှုမှန်ကန်ကြောင်းကိုသူကဒီ approve ပေါ့လေပေးထားရတယ်ပေါ့အဲ့တော့စက်တခုနဲ့တခုဘယ်ချိန်မှာအဓိကမှန်လဲဆိုရင်ကျမတို့ဒီသွေးထဲမှာ glucose level ညင်နေတဲ့အချိန်ကအမှန်ဆုံးပဲဆိုကြပါစို့အတက်ကြမရှိဘူးဒီ glucose level ကပုံမှန်အဖြစ်တန်းနေရဆိုရင်လက်ထိပ်ပေါက်တဲ့ခဏန်းနဲ့ CGN ဆက်မှာပေါ်တဲ့အဖြစ်အားကွက်တိကြတယ်哦မမပြောရဲတန်းနေရဆိုတာဒီ CGN ဆက်ပေါ်မှာမြင်နေရတဲ့ glucose ကြီးအတန်းလေးอ่ะ အတူတူတူမဖြစ်အောင်ဖြစ်အောင်အဲ့တော့ကျမတို့စီကျန်ဆက်မှာကြည်လိုက်မယ်ဆိုရင်သူ့ရဲ့ဘေးမှာမြားလေးတွေ error လေးပေါ်တယ်အဲ့ဒီ error လေးကဒီရေပြင်ကြီးပေါ့လေ level တန်တန်လေးဖြစ်နေဆိုရင်ဒီလူရဲ့ glucose အတက်ကြမရှိတဲ့အချိန်ဒီချိန်မှာတော့အခုလက်ထိတ်ကိုဖောက်တဲ့ဖြစ်နေစီဂျန်ပေါ်ရဲ့ဖြစ်ဟာဥမာ130ဆို130ကြီးပေါ့နှစ်ခုအရန်ကိုတူတယ်ဒါပေမဲ့ဘယ်ချိန်မှာရုတ်တရက်ကြီးကွာသွားနိုင်လဲဆိုရင်စီဂျန်ဆက်မှာတိုင်းတဲ့ဖြစ်ဟာကြတော့ tissue တွေက အဖြေဖြစ်နေတော့သူကဒီလက်ထိပ်အဖြေတဲ့နည်းနည်းနောက်ကျတယ်နည်းနည်းနောက်ကျတယ်ဆိုတာဒီကောင်ဒီကောင်အဖြေတစ်ဆို तू ကအဲ့လိုနောက်ကျတယ်ပေါ့နော်အခုဆိုကြပါစို့ကျမကလက်ထိပ်ကိုဖောက်လိုက်တယ်စီးချိုကတက်နေပြီ200ဒါမဲ့စီဂျန်ဖတ်ဆက်ကိုဖတ်လိုက်တဲ့အခါမှာ तू က200မရောက်သေးတာပေါ့။ဒါမဲ့တစ်ချိန်မှာ तू က200တော့ရောက်မယ် तू က delay time လို့ခေါ်ရယ် lag lag time လို့ခေါ်ရယ်ပေါ့နော်။အချိန်တိုင်းတာလေးတခုနည်းနည်းလေးနောက်ကျနိုင်တယ်။ဒါကြောင့်မလို့ဆက်ကအဲ့ဒီခါကျတော့ လူနာဘာဖြစ်သွားနိုင်လဲဆိုသူလက်ထိပ်ဖောက်လိုက်တယ်200ဒါပေမဲ့ဆက်က130ဆိုတော့ပြည့်စိတ်ထဲမှာဆက်နဲ့ဒါနဲ့ကွာတယ်လို့သူထင်သွားတယ်ပေါ့နော်ဒါပေမဲ့လို့မဟုတ်ပါဘူးစီးချိုကကျွန်တော်တို့အရန်တက်တဲ့အချိန်မြ мян တက်တဲ့အချိန်သို့မဟုတ်ဒီတိုင်းမှာပဲကျသွားတဲ့အချိန်ဆိုကြပါစို့လူနာစီးချိုကျနေပြီ60ပဲရှိရယ်လက်ထိပ်ကိုဖောက်လိုက်တယ်မြ мян 60ဒါမစီဂျီယံကနောက်ကျနေတဲ့အတွက်ကြောင့်မလို့သူကအဲ့ဒီအချိန်မှာ60မဖြစ်သေးဘူးပေါ့အဲ့တော့ဘာတွေဖြစ်လာတယ်လဲဆိုရင်ဒီနှစ်ခုဟာမတူဘူးဆိုပြီးတော့ သူတို့ကထည့်တတ်ကြတယ်ပေါ့နော်ကျမတို့ error season သုံးတဲ့လူတွေကိုဗာပြောချင်လဲဆိုတော့အဲအချိန်တိုင်းတာလေးတစ်ခုတော့ gap လေးပေါ့နော်ဂျားထဲမှာလွတ်နေတဲ့နေရာလေးတစ်ခုတော့ရှိပါတယ်ဒါကတော့ဆက်အားလုံးမှာရှိတတ်တယ်ဒါကြောင့်မို့ဘဲချိန်မှာကွက်တိတူလဲဆိုလို့ရှိရင်စီချိုငိမ့်နေတဲ့ချိန်မှာတူတယ်ဒါကြောင့်စီချိုကျတဲ့အချိန်မျိုးမှာစီချင်းအောင်ကျမတို့ကမဆောင်မင်းနဲ့စီချိုကျတဲ့လက္ခဏာရှိရင်တော့လက်ထိတ်ကိုအမြန်ဆုံးဖောက်တတ်ပါတယ် ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ပြန်ပြောရမယ်ဆိုရင် CGN တက်ထားပြီမဲ့လေလက်ထိတ်ကတော့လိုအပ်ရင်တော့ဖောက်ပါဖောက်လို့ရပါတယ်ဒီနှစ်ခုရဲ့နှုံပေါ့ဆန်နှုံပဲဆန်နှုံကမတူတော့အခါကျတော့အဲရန်ဆိုရင်ဘူးမလို့မရှိပါဘူးเนาะတချို့ဆက်တွေကကြတော့ကျွန်တော်တို့ဆက်ယုံအားထုတ်ခနေကသူက calibration လို့ခေါ်တဲ့ဒီလက်ထိတ်နဲ့ပြန်ပြန်ပြီးတော့ဆက်သေးကိုပြန်ထည့်ရတဲ့ဒီ procedure ပေါ့လောက်ရမယ့်ဟာတကူပါချိုးဆက်တွေကတော့ကျကျော်နာတဲ့ခါမှာသူတို့ဆက်ကလုံးဝလက်ထိတ်ကိုဖောက်ပြီးတော့ စက်ထဲကိုပြန်မထည့်ရဘူးပေါ့နော် calibration မလုပ်ဘူးဆိုပြီးရှိရအဲ့တော့ကိုသုံးတဲ့ CGM ဆက်ကဘလို့မျိုးစားလဲလက်ထိတ်ကိုဥပမာတရက်မှာတစ်ခါလောက်ပြန်ပြီးတော့ဆက်နဲ့ပြန်ပြီးတော့ဟိုကိုက်ရမယ်ဟာမျိုးဟုတ်လားမဟုတ်ဘူးလားဆိုတာတော့ကိုဆက်ကိုတော့ကိုသုံးတဲ့ဆက်ကိုတော့ပြန်ကြည့်လို့ရတာပေါ့နော်ဟုတ်ကဲ့ဒေါက်တာအဲဒီမိကွားတော့ပေါ့နော်ဒါကတော့အခု CGM အကြောင်းပြောနေနေပေါ့နော်ဒီယူနာသိကျင်တာကတော့သူက ဒီ CGN ဆက်သုံးခြင်းကအဲ့ဆရာဝန်အတွက်ရော လူနာအတွက်ပါတဲ့ဘလို့တဲ့အကျိုးတရားမှုတဲ့ဖြစ်စေပါသလေတဲ့နော်။ဟော CGN ရဲ့ဒီကျိုးကျေးဇူးကျိုးကျေးဇူးပါနော်။ဟော CGN ကကျွန်တော်တို့ဆရာဝန်တွေတက်လဲအများကြီးအကျိုးရှိပါတယ်။ဘာလို့ဆိုသူတို့စီးချိုဖောက်ခိုင်းနေသူတို့ကလည်းမဖောက်ခြင်းပေါ့နော်။ဖောက်ခြင်းတော့ဒီဆက်ကလေးတို့တက်ပေးထားလို့ရှိရင်အဲဒီတနေ့တနေ့ကိုစီမှာဘလောက်ရှိနေလဲဆိုတာသိရတယ်။ဟိုနောက်တစ်ခါကျစီကျန်အားသာချက်က ဆရာဝန်စီကိုလည်း data တွေ share လုပ်လို့ရတယ်။ဥပမာသူ့ရဲ့စီးကျိုးတွေကိုကျမရဲ့ဖုန်းမှာလာပြီးပေါ်နိုင်နေပေါ့နော်။ဒါကြောင့်မလို့ဟိုကိုယ့်ရဲ့မိသားစုဝင်တွေတချို့အသက်ကြီးတဲ့လူနာတွေကကြတော့တိတ်ပြီးတော့ဖုန်းကိုမသုံးတတ်ဘူးပေါ့လေ။အဲ့ခါမှာတော့သူ့ရဲ့ဒီ family ကမိသားစုဝင်တွေကိုဒီ CGM data ကိုအဲ share လုပ်ထားရဲဆိုရင်သူတို့ရဲ့သားသမီးတွေကဥမာအလုံးမှာရှိနေရဆိုပေမဲ့လည်းအိမ်ကမိဘတွေရဲ့စီးကျိုးကဏ္ဍတွေကိုလည်းသူတို့က မြင်ရတယ်ပေါ့လေ။နောက်ကျမတို့ဆရာဝန်တွေစီကိုလည်း share လုပ်တာတော့ကိုလူနာတွေစီဂျိုတွေတက်နေပြီလားကြာနေပြီလားပေါ့လေ။ဒါလေးသိနိုင်တယ်။နောက်တစ်ခါကျတော့ဒီ14ရက်တက်ထားတဲ့ CGM တစ်ခုတက်ပြီးသွားလို့ရှင်သူကဒီဆက်ကို ဖြုတ်ပြီးလဲတဲ့အခါမှာသူကဒီနှစ်ပတ်စာ report တစ်ခုထပ်ထွက်တယ်။အဲ့ဒါကို glucose report ပေါ့လေ AGB report လို့ခေါ်ပါတယ်ဒီ report လေးကိုတို့ကဒီစာရွက်လေးနဲ့ print ထုတ်ပြီးတော့အစည်းအကမ်းကိုယူလာတယ်ဆိုရင်အာကျမတို့ရဲ့လူနာတွေကိုပြလို့ရတယ်တို့လာဒီမှာတက်နေတယ် ဒီမှာကြာနေတယ်အဲ့တော့ညမှာအိတ်နေနေစီကျူတွေကြာနေတယ်ဒီမှာကြာနေလေမှာအများကြီးစားလိုက်တယ်တက်သွားတယ်ပေါ့နော်ဟုတ်ဒါကြတော့ဘာလဲဆိုတော့သူတို့မျက်လုံးနဲ့ကိုယ်တိုင်း သူတို့ကတွေ့ရတော့အော်ဒီမှာတက်ပါလားကျပါလားပေါ့နောက်တစ်ခါကျတော့အထူးသဖြင့်တော့ဟိုအင်ဆူလင်ထိုးတဲ့ patient တွေပေါ့လေအင်ဆူလင်သမားတွေကျတော့ကျမတို့အထီးကျစီချိုးကိုညှိဖို့လဲလိုတယ်စီချိုးကိုအရန်ကျသွားတာမျိုးလဲဖြစ်တတ်တဲ့အခါကျတော့ဒီဆေးညှိတဲ့အခါတွေမှာအရန်အသုံးဝင်တယ်အထူးသဖြင့်ပေါ့လေဟုတ်တယ်နောက်သူတို့ရဲ့ lifestyle ကိုခေါ်တယ်နေထိုင်စားသောက်မှုပေါ့တချို့တွေကကျတော့စီချိုးဘယ်လောက်ရှိမှမသိဘူးအရန်ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်လိုက်တယ်စီချိုးကျသွားနိုင်တယ်ပေါ့ဒါမျိုးလေးတွေကိုပညာပေးတဲ့အခါမှာတော့ဆရာဝန်တို့အများကြီးအကျိုးကြီး းဇူးရှိတယ်။နောက်ဒီလူနာအတွက်ပေါ့လူနာကတော့ကောင်းလာတော့သူကလက်ထိတ်မဖောက်ဟာတော့ဘောလေလက်ထိတ်မဖောက်တော့စားကန်ကြီးလေးကိုယ့်ရဲ့ဖုန်းလေးကိုပြေးပြီးကြည့်လိုက်တယ်။ तू ဘယ်လောက်စားရမလဲပေါ့။နောက်ကအမ်တချို့စားစားတွေဆိုရင်စားလိုက်တယ်စီချိုအရန်တက်သွားတာဖြစ်နိုင်တယ်ဒါပေမဲ့တော်တော်များများအပြင်ကိုရောက်နေတယ်စီချိုဖောက်တဲ့ဆက်လည်းမပါဘူးညမှာသွားစားလိုက်တယ်ပေါ့နော်အဲ့တော့တက်သွားလားကျသွားလားလဲသူတို့မသိဘူးပေါ့ ဒါမဲ့ဒီစီဂျန်လေးတက်ထားရဆိုရင်ဟိုမှာတခုခုကိုစားခြင်းနဲ့စားစားစားလိုက်တယ်ပြီးရင်စားပြီးတော့ကိုဖုန်းလေးကိုပြန်ကြည့်လိုက်တဲ့အခါကျတော့အော်တော်တော်တက်သွားတာပဲနောက်ဆိုရင်ဒီလိုမျိုးစားတော့မျိုးတော့ထိန်းရမယ်ပေါ့လေအော်ဒါတွေစားရင်တော့တက်တက်တယ်ဆိုတော့သူတို့ကိုယ်တိုင်မျက်မြင်ကိုတွေးပေါ့တွေးတဲ့အခါကျတော့ ူတို့ဟာသူတို့ပဲပြန်ပြီးတော့ဟိုထိန်းသွားနိုင်တယ်ပေါ့လေအစားတောင်းနောက်တစ်ခါကျတော့အဲကျတော့မာလာအပြင်သွားတော့မာလာအခီးထွက်တော့မာလာအဲဒီလို special condition လို့ခေါ်တဲ့အခြေအနေလေးတွေမှာလဲသူကဒီဆက်ကလေးတွေကိုကြည့်ပြီးတော့သူတို့ကိုသူတို့ပြန်ပြီးတော့စေးညှိလို့ရတယ်ပေါ့နော်လာနေထိုင်စားသောက်မှုညှိလို့ရတယ်အဲ့ဒါလေးတွေလည်းသူဒီလူနာမှာအားသာချက်တွေတော့ရှိပါတယ်။အော်ဒါဆိုရင်ဒါဆိုရင်တော့ဒီစီဂျိုဆိုတာဒါဒီစီဂျန်14ရဲ့တက်တာပေါ့နော်။စီဂျန် တက်ရမယ်စီဂျိုလူနာဆိုတာတကယ်တော့ဟိုခုနပြောသလိုညာအိတ်တဲ့ချိန်မှာရှိတဲ့ဒီစီဂျိုကြနေတာကိုလည်းတီးတီးတီးအောင်လို့လုပ်တာเนาะနောက်ပြဆေးညှိနေတာအာနောက်ခါကျတော့ကိုတနေရသွားမယ်ဆိုရင်ကိုယ့်ရဲ့စီဂျို control ကောင်းမကောင်းလဲဒါဟိုတိကျနေရည်ရွယ်ချက်တွေပေါ့เนาะဟိုဘာဖြစ်လဲဆိုတော့ဟိုလက်ထိပ်ကတော့ဖောက်တော့ဖောက်အောင်ပါပဲဒါပေမဲ့အဲအเจ้าညာတစ်ခုအเจ้า ကိုယ့်ရဲ့စီဂျီကို control ကောင်းကောင်းသိကျင်နေဆိုရင်တော့စီဂျီတက်တာကောင်းစီဂျီတက်တယ်မှာဘာလို့လဲဆိုတော့လက်ထိတ်ကအခုဖောက်လိုက်တဲ့130ညနေမှာပြန်ဖောက်လိုက်တဲ့130ဒါပေမဲ့ဒီမဖောက်တဲ့နှစ်ခုကြားထဲမှာ 250လည်းဖြစ်သွားနိုင်တယ်ပေါ့နော် rosigem ကြီးကတော့ကျမတို့ဒီလက်ထိပ်မဖောက်ဖောက်နိုင်တော့လဲပဲလက်ထိပ်ဖောက်တဲ့ဈားထဲမှာရှိရဲ့စီကြိုလေးတွေကိုပါသူကပြန်ပြီးတော့ cover လုပ်တယ်ပေါ့နောက်တစ်ခါတော့လူနာကချိုးလူနာတွေကသူ့သူတက်ထားလိုက်ရင်သူ့အတူယုံကြည်မှုရှိတယ်အဲဒီတစ်ခုတော့နော် confidence ရှိတယ်ဟောကိုကကိုလည်းသိနိုင်တာပဲလေဆိုတော့အဓိကတော့သူကဒီဟာလေးရှိတော့ကျသွားလားတက်သွားလားဆိုရယ်အလန်းပေါ့အလန်း system ပေါ့ဒီချက်ပေးတဲ့ဟာလေးလည်းရှိရဲ့ခါကြတော့သူတို့အတွက်တော်တော်လေး confidence ရှိတယ်လို့လူနာတွေက တော့ပြန်ပြောချင်ပါတယ်ဟုတ်တယ်တကယ်တော့လည်းဟိုအမြဲတမ်းဘယ်သူမှဒီတိုင်းလေနေတိုင်းမဖောက်နိုင်ဘူးလေဒီအမေရိကခဏခဏလည်းမဖောက်ချင်တဲ့အခါကျတော့ကိုယ့်ရဲ့စီးကြိုအာဒီလိုမျိုးကောင်းနေတယ်ပေါ့နော်ဆေးလည်းပုံမှန်အဲ changes လုပ်ကြမရှိဘူးဟိုအဲဒီက insulin ကလည်းဒီတိုင်း dose လေးပါလေကောင်းနေတယ်အဲ glucose ကလည်းကောင်းနေဆိုရင်သူပြောနေရပြောသွားတာပေါ့